ဘောတော်တို့ရေးဒါရေးရေးခွန်တောင်ရဲ့အထက်ကအောင်တော်မူမြတ်စွာဘုရားတဲ့ဒါမော်ကြီးတို့ရဲ့အကိုကြီးဦးစင်းဝတ်နေတာပေါ့နော်ဦးစင်းဝတ်နာဒီတောင်ပေါ်မှာနေပြန်လုံတော်မူသွားတာဘယ်သူမှမသိလိုက်ဘူးဒီမှာဒါအကိုကြီးဆုံးဦးစင်းဝတ်နေတာပြန်လုံတော်မူသွားတာအဲ့ဒါ6ရက်ရှိသွားပြီတဲ့လောက်တူဘူးထိုးတယ်နော်မသိလိုက်ဘူးအဲ့ဒါကြောင့်မို့နော်လူဘွားရောက်တုံးလေးမှာနော်ကို့နောက်ဘာမှမပါဘူးဆိုတာဒီပြတာနော်ဒါဒါ ကိုကြီးတည်ရတဲ့ဖရားတွေပါရှင်အများကြီးပဲဖရားတွေနော်တောင်းပါမအကိုကြီးကဥဆောင်ပြီးတည်တာပေါ့နော်အလှရှင်တွေကတော့ရှိတာပေါ့မန္တလေးကရွှေဆိုင်တွေကနေလူကြတာလူကြတာဒီမှာဒါကူတောင်းမို့ရောက်လာဟင်းသာကူရဲ့အထက်အောင်တော်မူဖရားတဲ့ဒါမော်ကြီးတို့ရဲ့အကူအကြီးဆုံးအောင်တော်မရှိရောက်ဖရားအကူအကြီးဆုံးဒါအရင်ဆုံးစုံသွားတာအရင်ဆုံးစုံသွားတာပါရှင် ဒါခွေးလေးတွေဆိုဆယ်ကောင်ပြန်ခဲ့တယ်တဲ့ဒီခွေးလေးတွေဘယ်လိုလောက်ကြမယ်မသိဘူးဒီခွေးလေးတွေဘယ်သူမှမပြောဒီတောင်ပေါ်မှာလည်းလူတရားအောင်မှလည်းမရှိဘူးအဲခွေးလေးတွေဒါအကိုကြီးရဲ့ညီမငယ်ဆုံးလေးကိုသူ့အိတ်ကြီးတော့ပေးထားခဲ့တယ်တဲ့ဘာအိတ်လေးတော့မသိဘူးအဲ့လိုအိလေးတော့အငယ်ဆုံးညီမလေးကိုပေးတယ်ဒီမှာဒီခွေးလေးတွေဘလို့စောင့်ရှောက်ကြမလို့ဟိုခွေးစားလာလာကျွေးတဲ့ကလေးလေးရပဲလာစောင့်ရှောက်မှရမှာဒီတောင်မမလူကမရှိဘူးဒါခုကျန်တဲ့ညီကောင်မောင်နှမတွေအကုန်လုံးကလာတဲ့ကြိုးရတာပေါ့နော် ကဲဘောလာလို့ရေလူဘွားဆိုတာနော်ကိုရှိတဲ့တင်ញိုင်ကိုလာတာအကောင်းတဲ့ဘုံဘွားတော့ရောက်မှာပါဘောင်းဆိုလောက်ဖရားတွေတဲចောင်းနေဆောက်တာဒါဆိုရင်ဒါသူတယောက်တည်းလောက်ခဲ့တဲ့နေရာလေးဒီမှာညောင်မင်းကြီးတွေဆောက်ထားတယ်ကဲညောင်မင်းကြီးနော်ဟိုညောင်မင်းတွေလည်းသူဟမ်ပါလိဟိဒီတွေအင်းအကုန်လုံးနိုင်တာဒီမှာဒီလမ်းလေးတွေဆိုဖြစ်အောင်ကိုလောက်တာကဲကိုရေကောင်းရမွန်ရရောက်ပါစေဥစဉ်ဆိုတော့နော်ဆရာတော်ဖရားကောင်းရမွန်ရရောက်ပါစေမတိလိုက်တော့ကြတော့ဒီမှာလူရောက်ပေါက်ကလည်းနဲတယ် လူတွေစုံတွဲတွေလာရင်လည်းမကြိုက်ဘူးလူတွေနဲ့ကိုသူကမနေတာမနေတော့ကျတော့သူသေးတာတော့ဘယ်သူမှမသိဘူးဟုတ်တယ်လူသေးတာကြဘယ်သူမှမသိတော့ကဲခုလောက်တယ်တောင်တက်နေတာအဲ့ဒါဆရာလေးတော့ကြည့်တော့ဒီဘာတညာတော့အိမ်အောင်မှဆုံးရွေးတင်မဟုတ်တယ်တပြိတာတော့လာတယ်ဆိုလို့ရှိရင်လည်းဆရာတော့ဆရာလေးဖေကဒီမဲ့ဟဲ့ပြန်ကြတော့ပြန်ကြတော့စကားကိုမပြောရသေးဘူးပြန်ခိုင်းတာဟုတ်တယ်ပြန်ခိုင်းတာအဲ့ဒါကိုကလာတာလေနော်တကူးတကလာတာဖေက သူကပြန်ခိုင်းတော့ကျတော့ကိုကမပြန်ရင်တော့ဇို့စကားကိုမပြောနဲ့သူပြန်နေပြန်ခွေးလေးခွေးလေးပူကြုံမှာလေခွေးလေးတော့ငယ်ငယ်လေးတော့ဒီမှာတောင်ပေါ်ကဘုန်းကြီးဥတ္တမဆုံးသွားတဲ့အကြောင်းလေးကိုဒါကပြန်ပြီးတော့ပြောပြပေးတာပြောပြပေးတာဆိုတာကကြတော့မနေ့ကလည်းတင်သင်းသလောက်ဗီဒီယိုလေးတွေလည်းတင်ပေးထားတယ်အဲပြီးကြတော့ဒီဘုန်းကြီးကိုတချို့ကဒီပြန်လုံတော်မူတာတောင်မှအဲစွဲတယ်ပေါ့နော်မှန်ပါတယ်သူတို့ပြောသလိုဒီ သူလုတ်เสียရာကိစ္စတွေမပြီးပြတ်သေးတဲ့အရာတွေကိုဆွဲတယ်ဆိုတာကိုလက်ခံတယ်မိသားစုအနေနဲ့ရကြတော့လေဘာလို့လက်ခံတယ်လဲဆိုတော့မနေ့အဲ့ဒီဖုန်ကြီးမှာဖုန်ကြီးနိုင်ရေတကြိုးရောမယ်ဆိုပြီးကျွန်တော်တောင်ပေါ်ရောက်သွားတဲ့အချိန်မှာဖုန်ကြီးဘေးမှာဖုန်ကြီးရဲ့ဒီအဲ့သူ့အခန်းမှာပေါ့နော်ဒီပတ်စံလေးဒီအိတ်ကလေးနဲ့ထုတ်ထားရေးလဲတွေ့ခဲ့အဲ့မှာသူ့တကားတွေကအမြဲတမ်းတောင်ပေါ်တက်နေတဲ့တကားတွေရှိတော့ခါကြဘာလဲဆိုတာကိုမေးတော့ကြတော့ဒါကလန်းခင်းဖို့အတွက်ကြံတဲ့ဝိထုငွေတွေဆိုပြီးတော့သူတို့ကပြောပြတယ်လန်းခင်းမဲ့အတွက်ကြံတဲ့ဟာတွေဆိုတော့ခါကြတော့အခုဟာကလန်းခင်းမဲ့နေရာဘယ်နေရာလဲဆိုတော့ကျမတို့ပုံမှန် တက်တယ်ဆိုရင်ဒီဟင်းနာကူဟင်းနာကူဒါဟင်းနာကူတောင်ပေါက်ရောက်ပြီဆိုတောင်ပေါက်ရဲ့ဘေးကနေတက်သွားရင်လည်းရတယ်ဒီဖုန်ကြီးเจ้าဘေးကနေပြီးတက်သွားရင်လည်းကျွန်တော်တို့ဘာကြီးဖုန်ကြီးစီကိုရောက်တယ်ဒါပေမဲ့သူကကြတော့ဒီကားနဲ့တက်လာတဲ့သူတွေလည်းအဆင်ပြေအောင်လို့ဟင်းနာကူတောင်ပေါက်ကနေတက်သွားလိုက်လို့ရှိရင်ဒီမှာဒီဇေဒီတစုရှိရဇေဒီရဲ့ဘေးမှာကားလန်းဆိုတဲ့အရာလေးကျွန်တော်ဒုတိယဘာကြီးမိုးပြောပြထားတဲ့ဗီဒီယိုမှာလည်းပါတယ် တစ်ချက်ကြည့်ကြလားအဲ့လမ်းကကြတော့ဆင်းရပြွာတာအရင်လွန်ခဲ့တဲ့၄-၅နှစ်လောက်ကတော့သူလမ်းတွေရှင်းထားတယ်တို့ကြောင့်မလို့ဟိုကွန်ကရစ်လမ်းတော့မဟုတ်ဘူးကြောက်ခဲလမ်းတွေပဲသွားတာတော့လမ်းကောင်းတယ်ဒါပေမဲ့အခုနောက်ပိုင်းကျတော့နည်းနည်းလေးလမ်းလေးကပြန်ဆိုးသွားတယ်အဲ့မှာဘာလို့မကျေနပ်တာတော့ဆိုရင်ဒီသူတို့ကဖုန်ကြီးက ဒီမျိုးတခြားဖုန်းကြီးတွေကိုစော်ကားတာတော့မဟုတ်ပါဘူးဟိုစည်းစိမ်တွေမတ်တယ်ဖုန်းကြီးစည်းစိမ်တွေတချို့မတ်နေမှာဆိုရင်လည်းမလီဖုန်းကြီးတွေကအေယာကွန်တမပြည့်ရင်တော့မှအေယာကွန်ကချက်ချင်းလာတာတွေရောပါရောမတ်ထားလို့ကျွန်တော်တို့ဘာကြီးဖုန်းကြီးဥရမကကြတော့အဲ့လိုဖုန်းကြီးမဟုတ်ပါဘူးဒီမန်းလေးမှာဆိုရင်လည်းဒါသူ့ရဲ့အိမ်ဝိုင်းရှိရယ်နော်သူကလူပြိုကြီးကြောက်တမလူပြိုကြီးဒါပေမဲ့လွန်ခဲ့တဲ့20ကျော်ကျမတို့ငငယ်လေးကလေးကသူကအောင်ရင်ဦးဆုံးအောင်တော်မူခရားမှာသူကဒီပေါင်တော့ဘိန်ကျွန်တော်ဒီရှေးခေတ်တုန်းကလူကြီးရေးစီးရယောက်ျားစီးဘိန်ကြီးနဲ့ သူကအောင်တော်မူဖေရဒီအခုတဲအခုအစ်စ်ထက်တဲထားတဲ့ဂျိုဘီနမီမဟုတ်ဘူးညောင်ဘီနဲ့ဂျိုဘီနမီနမ်းမှာသူကတန်ရှိရေးလုတ်ပေးတယ်ဖေရဝေယဝိစာကြီးအကုန်လုတ်ပေးတယ်ညနေဆောင်ဆိုရင်စပိန်လေးနဲ့ပြန်လာပြီသူနှစ်နာရီသုံးနာရီလောက်ဆိုရင်ဖေရကိုသွားပြီအဲ့ဒီကနေပြီးသူကဝှက်ဖြူယောဂီယောဂီလည်းဝတ်တယ်ပြောမယ်ဆိုရင်ပိတ်ဖြူအဖြူလည်းဝတ်တယ်အဲ့ဒီကနေမှတဖြည်းဖြည်းနဲ့သူကညဆိုရင်သူကအိမ်မက်တီမှတ်တာငါ့ကိုစစ်သားကြီးတယောက်ကဟင်းသာကူတောင်ပေါ်ကိုလာလာဖို့ခေါ်နေတယ်ဆိုတဲ့အရာကြီးလည်းကျမတို့ကသိရတယ်အဲ့မှာနေနောက်ပိုင်းညသူကတဖြည်းဖြည်းနဲ့အောင်တော်မူဖေရကနေပြီးတော့လူများရည်လည်းသူကမကြိုက်ဘူး အတန့်ရှင်းရတယ်မတရားကြိုက်တာဘုံဘွားအဲလူများရဲ့လက်မကြိုက်စူညံနိုင်လက်မကြိုက်တို့ကကြာနောက်ပိုင်းသူကကြာတော့ရေတကုန်တောင်ပေါ်ကိုရောက်သွားတယ်ရေတကုန်တောင်ပေါ်ကိုရောက်သွားတဲ့အချိန်မှာကျမတို့ဘိုင်းမိုးဗီဒီယိုဖိုင်လေးတင်ထားတယ်မလားဘိုင်းမိုးပြောနေတဲ့အရာတွေနဲ့လုံးဝကွက်တိအကုန်လုံးတောင်ပေါ်ရောက်သွားတဲ့အချိန်မှာလမ်းလည်းမပေါက်ဘူးအုတ်တေးသေးတွေတဲဘူးဆိုတာလည်းမလွယ်ဘူးเออตุ้มอ่ะအခုထိုင်းတော့အိမ်မှာအိမ်မှာသူဘေးရင်လေးတွေဟောပေးတယ်ဘေးရင်ဟောပေးလို့လာလူသွားတဲ့ပတ်စံလေးတွေပဲဖြစ်ဖြစ်ဒီမိသားစုကသူ့ကိုလူတဲ့ပတ်စံလေးတွေပဲဖြစ်ဖြစ်သူကအကုန်လုံးတောင်ပေါ်မှာအတုံးချတာ တောင်ပေါ်မှာအသုံးချရဲဆိုတာဒီဖရာကြီးတဲဖို့အတွက်ကိုသူကအသုံးချတယ်လူတွေတန်းတယ်သူ့ကိုကြိုးတွေလည်းအကုန်စွန့်တယ်တောက်သမားဗျာလူပြိုကြီးကြောက်သမားလူပြိုကြီးအိမ်ဝိုင်းတွေအကုန်စွန့်သွားတယ်စီးစိမ်တွေမတ်တယ်ဆိုလို့ဒါရှင်းပြပေးရနော်အကုန်လုံးကိုစွန့်ပြီးတော့မှသူတောင်ပေါ်ရောက်သွားတယ်တောင်ပေါ်ရောက်သွားတော့ကြတော့လေအစာပိုင်းတော့တောင်ပေါ်မှာကကြတော့လူဝင်းနေဆိုတော့နေတယ်အဲနေတယ်နေတယ်နေတယ်နောက်ပိုင်းနေကြတော့သူကသွားလိုက်ပြန်လိုက်နေတာ နောက်ပိုင်းနေကြတော့ဘလို့ဖြစ်တော့ဆိုတောင်ပေါ်မှာတချို့ကကြတော့လေဖုန်ကြီးရင်းမဟုတ်တဲ့အတွက်ကြောင့်မလို့တပုတ်လေလွင်နေပြောကြတယ်ပြဿနာကြီးတက်တယ်နောက်ထပ်ကြတော့လေကျန်တဲ့ဒီဟိုပေါ့ကျမတို့တီးတလောက်ကိုပဲပြောပြပေးရအောင်နော်ကျန်တဲ့ဟာတွေကလည်းအနီမခံဘူးဆိုတဲ့အတွက်ကြောင့်မလို့အဲသူကတန်ခါးနိုင်ကမှတိမ်ဝင်လိုက်တာဖုန်ကြီးပြန်ဝစ်ပြီးတော့တိမ်ဝင်လိုက်တာတိမ်ဝင်ပြီးတော့မှသူကအဲ့တောင်ပေါ်မှာ ထပ်ပြီးတော့ဒီသာသနာပြုလုပ်ငန်းတွေကိုသူကဆက်လုပ်တယ်ဆက်လုပ်တဲ့အချိန်မှာကျတော့လေအခုပြန်လုံတော်မူလာနေဆိုရင်ဆက်တဝါရောက်သွားပြီအဲသူကကျတော့ပြောမယ်ဆိုရင်ဟိုတနေ့ကဆွဲတဲ့ဗီဒီယိုဖိုင်လေးကိုပြန်ပြောပြပေးမယ်ရိုက်ပြီးတင်တဲ့သူကကျတော့လေဒီပေါ့သူကကျတော့လေဒီနာမှုကူညီရေးအတင်းမှာသူတို့နာမှုကူညီရေးအတင်းနဲ့တွားကြတာဆိုတော့ဖုန်းကလူတကာအခုခုခင်မှာပါနေကြတယ်ဗျာဒါပေမဲ့တင်လိုက်တဲ့အချိန်မှာကျလေကိုရီးယားဟိုမတိလိုက်ဘူးနောက်ရမနဲ့ကြမှာတိလိုက်တာအဲဝင်ပူးတဲ့ဟာကိုတင်တယ်ဆိုတာလေအစာအဆုံး မပါဘူးအစားဆုံးမပါဘူးဆိုတာကကြတော့နာမှုကူညီရေးအသင်းကားနဲ့ကျွန်မမောင်ရဲ့ဟိုဝင်ပူးတဲ့ဦးလေးကြီးရဲ့ဆိုတာအရင်ဆုံးသွားကြတာသွားကြတဲ့အချိန်မှာချင်းအောင်ထဲမှာလက်ကဒီလိုထောင်ရဲဒီလိုလေးလက်သီးလေးကဆုပ်ထားသလိုပုံစံမျိုးလေးထောင်ရဲကလေးကျွန်မတို့အဖေတို့အဲသူ့ညီမအငယ်ဆုံးလေးလေးပါတယ်တောင်ပေါ်ရောက်သွားတဲ့အချိန်မှာသွားတဲ့နင်းနိုးတဲ့အထက်ကိုတက်ကြည့်ကြည့်ကြအောင်နဲ့လက်ကြီးကျသွားပြီးတဲ့ငါတို့လာတော့ကလက်ကထောင်ရဲတဲ့ပုံနေလဲရှိတယ်အဲ့မှာအဖေတို့ကကြတော့ဖုန်းကြီးကတောင်ပေါ်မှာတပါးတဲ့သတင်းသုံးတယ် အဲသူ့မှာခွေးလေးအဖော်9000ရှိတယ်။ကျန်တဲ့ဒကာတွေဒကာမတွေကပ်ပြရတယ်ဗျာမလာဘူးလားဆိုရင်သူကကြတော့ပြောမယ်ဆိုရင်သူ့ရဲ့ဒီဖျားကုန်းမြေပေါ်မှာကြတော့သူကစီကံကြီးတယ်။တစ်ပင်တွေလည်းအခုမခံဘူး။ပြီးကြလို့ရှိရင်အတွဲတွေတက်လာရင်လည်းသူကမကြိုက်ဘူးအဲလိုသူများအတွဲတွေဆိုရင်တည့်ရတိုင်းပဲအဲလိုမျိုးတွေလည်းသူကအဲသူကုန်းမြေပေါ်မှာအဖြစ်မခံဘူးလူတွေအများကြီးနဲ့လာတယ်ဆိုရင်လည်းပြန်တော့ပြန်တော့အာဆိုပြန်ခိုင်းတာမိသားစုကလာမယ်ဆိုရင်လည်းဟဲ့လမ်းခီမကောင်းဘူးလမ်းပြက်တယ်အဲလာမယ်ဆိုရင်တော့မှသူကအလားမခံတဲ့သူမျိုးမိသားစုကိုလည်းသူကဒုက္ခမပေးဘူးအဲကြတော့ ကျွန်တော်တို့ကလည်းသွားမယ်သွားမယ်ဆိုပြီးတော့ကိုယ်လည်းကိုစီးပွားရေးတွေနဲ့ဆိုတော့ဩသူကျမ်းမာရေးကောင်းတယ်ပေးစရာရှိတဲ့ဟာလေးတွေတော့ပဲအင်းကတော့လန့်လန့်ပေးတာဟိုလူကြုံနေသွားတဲ့သူတွေနဲ့ဟိုကပါလိုက်တယ်ဆိုရင်ဒီဘက်ကိုပြန်လာပြောတယ်ဖုန်းတွေပေးထားရင်လည်းဖုန်းတွေကိုမတော်ဘူးဟိုအရင်တော့ဆိုရင်ကျမတို့ဒီဘာလို့စင်ကက်လေးတွေထည့်ထုံးစင်ကက်လေးထည့်သုံးရတဲ့အထိုင်ဖုန်းတွေအဲအဲအထိုင်ဖုန်းလေးတွေဆိုရင်လေသူ့ဟိုတဲ့ဖုန်းတွေဆက်ပြီးတော့ပြဿနာကြီးရှာလို့ဆိုပြီးမှကက်ချီနဲ့ကြိုက်ပြတာကျိုး ဟိုမောအဲ့လိုလူမျိုးလူမျိုးဆိုတဲ့ခါကျတော့အခုသူများနေမန့်နေတယ်လို့ပြောနေတယ်လို့မဟုတ်ဘူးဆိုတဲ့အရာကိုမိသားစုဝင်အနေနဲ့ဒါလာရှင်းပြပေးထားတာအဲ့ဆိုတော့တကယ်အမှန်ကန်အလုံးလုံးနေတဲ့ဘုန်းကြီးကိုဟိုပေါ့ရကြမရှိအောင်ပြောဆိုနေရည်ဆိုရင်လည်းမိသားစုအနေနဲ့ကလည်းမခံစားနိုင်ဘူးပြီးကြတော့သူကဝင်ပူးတာမဟုတ်ဘူးကျွန်မထပ်ပြောမယ်နော်ဝင်ပူးတာမဟုတ်ဘူးအဲ့မှာကျွန်မတို့အိမ်ကသူ့ညီမအငယ်ဆုံးရဲ့ညီအလက်ရဲ့ရောက်သွားတဲ့အချိန်မှာဘုန်းကြီးပြန်လုံတော်မူတဲ့ပုံကြီးက အကောင့်နေတော့ကြတဲ့အဆင့်ထိရောက်သွားတယ်ဗျာအကောင့်နေတော့ကြတဲ့အဆင့်ထိရောက်သွားတဲ့အတွက်ကြောင့်မို့လို့ဘလို့ပဲနေနေမိသားစုတွေနဲ့ကြတော့ယူကျုံမရဖြစ်တယ်ပြန်တွေးတဲ့အတွေ့ကြတော့လဲငါတို့ဘုန်းကြီးကအသက်ခံရတာလားတပားနဲ့နေတဲ့အတွက်ကြောင့်မို့လို့အဲဘလို့ဖြစ်လို့ဆုံးတာလဲဘာလေးတွေမြန်မှားစရာရှိသေးလေအဲ့သုံးချက်အနေနဲ့ကညီကရွှေညီကကြတော့တမေအေးရဲ့မွေးတဲ့ညီဆိုတဲ့ခါကြတော့ရွှေရင်ကြော်စရာလည်းဖြစ်တယ်ကဲဝင်ပူးလို့ရရင်ဝင်ပူးဆိုပြီးတော့အဆွဲသွင်းလိုက်တာအမိန်သွေးလိုက်တာ ပေးလိုက်တဲ့အချိန်မှာ तू ပြောချင်တဲ့အရာလေးတွေ तू မှားချင်တဲ့အရာလေးတွေကို तू ပြောခွင့်ရသွားတယ်ရသွားတဲ့အကြောင်းကြောင့်မို့လို့အဲ तू မြတ်တက်လို့သေးတာမဟုတ်ဘူးသူ့ဘာသာ तू तू ကျမ်းမာရေးကြောင်းမို့လို့ဆုံးလာဒါတိလိုက်ရတဲ့အတီလေးနော်နောက်ထပ် तू ချန်ခဲ့တဲ့အလုတ်ကလေးတွေမှားကြရရှိတာလေးတွေမှားသွားတယ်ဒါမိသားစုဝင်အနေနဲ့ကြတော့အဲ့လောက်လေးတောင်မှမေးပိုင်ခွင့်မရှိတော့ဘူးလား အဲ့ဒါကိုဗီဒီယိုဖိုင်ကတဝက်တစ်ဖက်ပဲတင်တဲ့အတွက်ကြောင့်မို့ဖုန်းကြီးကမသေးလို့အသေးသွားပြီးတော့မကျွတ်လို့ဝင်ပူးတာဘာညာဆွဲတာဆွဲမှာပဲဘာလို့လို့ဆိုတော့ပုထုရှင်များယဟန်ဝစ်လိုက်တယ်ယဟန်ဝစ်လိုက်တယ်ဆိုပေမဲ့လည်းသူကသာသနာပြုနေတဲ့သူဟိုပြီးကြတော့ဒီတန်ငါလုပ်ခဲ့တဲ့နေရာလေးဆိုပြီးတော့ငါဆွဲဆိုတဲ့အဆွဲရလဲဖုန်းကြီးပဲဖြစ်နေဖြစ်နေလူပဲဖြစ်နေဖြစ်နေရှိတယ်မရှိဘူးဆိုတာလိမ့်တာလုံးဝရှိတယ် အဲတော်တော်တရားပေါက်နေတဲ့ဥစဉ်တွေကိုတော့မပြောဘူးเนาะဒါကျမတို့ဒီမြင်နေရသမျှကိုတော့ပြောပြတာအဲစွဲတာတော့ရှိမှာဒါပေမဲ့ तू ကလုံးဝနှစ်30နီးပါးလောက်အလုပ်လုပ်ခဲ့တယ်ဗျာဖခင်ကြီးဖခင်တွေအကုန်လုံးကိုအဲတာသနာပြန်ပွားအောင် तू လုပ်ခဲ့တယ် तू ခံရအောင်တော့နည်းနည်းပေါ့ဟုတ်တယ်မလားဟုတ်တယ်စွဲတာကိုလက်ခံတယ်ဖုန်ကြီးစည်းစိမ်တွေမတ်လို့မကြွတ်တာဆိုတဲ့အရာကြီးကိုလက်မခံတာပြီးကြလို့ရှိရင်ဖုန်ကြီးကသူ့ဘာသာသူဝင်ပူးတာမဟုတ်ပါဘူးကျန်တဲ့ညီကိုမောင်နှမက ဘာလေးနေမှားစရာရှိသေးလဲစောနာပြောတဲ့သုံးချက်ကိုတိကျင်တဲ့အတွက်ကြောင့်မလို့ဝင်ဘူးခိုင်းတာအဲကြတော့တခြားမလိုတာမှတ်နေတဲ့အရာတွေကြောင့်လည်းဒေါသထွက်တယ်စိတ်လဲတူတယ်ကောင်းတာလုပ်နေတဲ့သူကိုဒီလိုပုတ်ဆိုပတ်ဆက်ကြီးတွေပြောနေရတာကိုလည်းမခံစားနိုင်ဘူးဒါကမသိသေးတဲ့အရာတွေကိုပြပြပေးတာအဲ့ဗီဒီယိုဖိုင်ထဲမှာလက်ကြလက်ကဘာဖြစ်တာတော့အထဲဝင်ကြည့်ဆိုတဲ့အရာတွေလက်သမဝေါ်ထဲမှာအကုန်တင်ပေးထားတယ်ဝင်ကြည့်ကြပါမကောင်းတာလေးတွေကတော့တုံ့သိုံလေးတွေဆိုရင်ကိုချင်းစာစိတ်ကလေးနဲ့ မှန်ပြီးကြပါလူဆိုတာတေမျိုးကြည့်ပါပဲတေကန်နီးအချိန်မှာအစွဲမထားမှုတွေဒါဘလို့ပဲနေနေတန်ဝေကတရားတွေရတယ်ကြည့်တဲ့ရင်မြင်တယ်တရားသဘောလေးနဲ့ပဲကြည့်ကြပါလို့ပြောချင်ပါတယ်ရှင်ဒါကဒီ post ကနောက်ဆုံးတင်ပြတာပါနောက်ထပ်လည်းရှင်းမပြတော့ပါဘူးကြိုက်တဲ့သူကြိုက်တယ်လို့သာပြောကြပါတော့ကိုပါကြီးအတွက်ကိုတော့ကိုကရှင်းပြတဲ့နဲ့ထင်လို့လာရှင်းပြပေးတာပါ